Okay အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူးဒီရွှေပြေး YouTube channel အသစ်လေးရနေပြီးတော့ကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာเนาะဒါကတော့ကျွန်တော်ရဲ့ channel အသစ်လေးပဲဖြစ်တယ်เนาะကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲကျွန်တော်ရဲ့ channel အကြီးရတော့ကျသွားပြီဗျเนาะကျွန်တော်ရဲ့ channel အကြီးရထွက်သွားပြီအကောက်ပြတ်သွားပြီပေါ့ဗျာเนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဒါကြောင့်မို့ကျွန်တော်ဒီ channel အသစ်လေးရနေပြီးတော့ပြန်လည်မျှဝေပေးခြင်းဖြစ်တယ်ဗျာเนาะ ဒါတော့ကျွန်တော်တို့10ရက်17လ2025 12နာရီ3မိနစ်ဈေးလေးအတွက်เนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုတကွာကောင်းဆိုင်လေးလာရောက်ပြီးတော့မျှဝေပေးတာဗျာเนาะကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ရဲ့ဝမ်းကြီးလေးကိုအရင်စကြည့်မယ်เนาะကဲကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးမှာကျွန်တော်ဝမ်းကြီးလေးအရင်စပြီးတော့ပြပေးမယ်เนาะဝမ်းကြီးလေးစပြီးတော့ပြဝင်ကျွန်တော်လုံးမိုင်ဆိုင်ကလေးတစ်ချက်ပြပေးမယ်เนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးမှာ ဲဟုတ်ပြီဒါဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဝမ်းကြီးဆိုင်ကလေးအရင်စကြည့်မယ်နော်ကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့6ရဲ့3ညရဲ့ပုံတော့6ပေါ့နော်6ကိုလည်းကျွန်တော်မိတ်ဆွေတွေအားလုံးပဲ6ရဲ့ပါဝါ6ကိုကျွန်တော်တို့ကမယူနော်6ရဲ့ပါဝါကကျွန်တော်တို့1 6ရဲ့နက္ခတ်က9တဲ့အဲ့ဒီမှာကျွန်တော်တို့1 9 1ချင်းပေါ့နော် တကိုးဝန်းကျင်းလို့ရတယ်เนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲတကိုးဝန်းကျင်းကိုဒီမှာပါထွက်လဲဆိုတော့ကျွန်တော်တို့2 6ဆိုပြီးတော့ထွက်တယ်เนาะကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့နောက်ရက်တပင်မှာလည်းအဲ့ဒီလိုပဲเนาะ6ရက်6ရက်ပုံတော့ဘာရမလဲဆိုတော့5ပေါ့เนาะအဲ့ဒီမှာ5ရက်ပါဝါကကျွန်တော်တို့3ညာ5ရက်နှက်ခက်ကကျွန်တော်တို့3ပေါ့เนาะအဲ့မှာ3 3ည3ဝန်းကျင်ပေါ့เนาะဒါဆိုလို့ရှိရင်ဒီမှာဗာရဲလို့ဆင်းလဲဆိုတော့3ရှစ်ဆိုပြီးဆင်းနေเนาะကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီမှာကြတော့ ရှစ်ပေါ့နော်ရှစ်ရဲ့၃ညရဲ့ဘောင်းတော့ဗာရမလဲဆိုတော့ရှစ်ပေါ့နော်အဲ့မှာကျွန်တော်ရှစ်ရဲ့ပါဝါက၃ရှစ်ရဲ့နှက်ခက်က၁ဖြစ်လို့တဲ့၃၁ဝန်းကျင်းပေါ့ဗျာနော်ကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်ဗာဆင်းလဲဆိုတော့81ဆိုပြီးဆင်းနေနော်ကြည့်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီမှာကြတော့လဲဗာရဲ့လို့ဆင်းလဲဆိုတော့တရ9ရဲ့ဘောင်းတော့3ညပေါ့နော်3ညရဲ့ပါဝါကကျွန်တော်5ပေါ့နော်3ညရဲ့နှက်ခက်က ခွန်ဆိုပြီးတော့50ခွန်ဝန်းကျင်ကို54ဆိုပြီးဆင်းတယ်နော်ကဲဟုတ်ပြီဒါဆိုကျွန်တော်တို့တွေမနေ့ပြန်10ရက်17လ2025 12နာရီတမိနစ်ဈေးမှာဆင်းမယ်ဆိုလို့ရှိရင်4ရက်1ရက်ပေါင်းတော့5ပေါ့နော်9ဆိုတော့9ရဲ့ဘောင်က3ည9ရဲ့နှက်ခတ်ကျော်ကြီး3နဲ့အဲ့မှာကျွန်တော်3ည3ဝန်းကျင်နေရတယ်ပေါ့ဗျာနော် Okay ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့နောက်ထပ်လုံးမိုင်ဆိုင်ကလေးတစ်ချက်ပြပေးမယ်နော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲလုံးမိုင်ဆိုင်ကလေးတစ်ချက်ကြည့်ပြီးနော်ပြီးတော့ကျွန်တော်ဗရိတ်ဆိုင်ပြမယ်နော်တခွက်ကောင်းလေးဆော့ရမယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီရ6ရရကျွန်တော်တို့တည့်ရပေါင်းတော့ဘာရမလဲဆိုတော့ခွန်ပေါ့နော်အဲ့မှာကျွန်တော်တို့ခွန်ရဲ့ပါဝါက2ဖြစ်လို့တဲ့အဲ့မှာ2တလုံးကကျွန်တော်တို့ဘိုင်ပေါ့နော်ဒါ2ဘိုင်လေးပေါ့နော်ဒါလုံးမိုင်ဆိုင်ကလေးပေါ့ဗျာနော်သူ့ရဲ့ပါဝါကိုယူတာပေါ့နော်ကဲဟုတ်ပြီဒါဆိုတော့ဒီမှာစီ9ရ9ရကျွန်တော်တို့ပေါင်းတော့10ပေါ့နော် အဲ့ဒီမှာ၈ကိုတဲ့ကျွန်တော်မိတ်ဆွေအလုံးမှာ၈ရဲ့ပါဝါကကျွန်တော်တို့3နဲ့အဲ့မှာ3တလုံးပိုင်း80နဲ့မှာ3ဆိုပြီးဆင်းနေနော်အဲ38ဆိုပြီးဆင်းနေနော်ပြီးတော့ကျွန်တော်2ပိုင်းကို29ဆိုပြီးဆင်းထားတယ်နော်ခဲဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တဲ့တပင်ကလည်းအဲ့ဒီလိုပဲ8ရဲ့8ရဲ့ဘုံလုံး6 6ရဲ့ပါဝါက1ဖြစ်လို့တဲ့ကျောင်းမိတ်ဆွေကြီးအားလုံးမှာ1တလုံးပိုင်းပေါ့ဗျာနော်အဲ့မှာ81ဆိုပြီးတော့ဆင်းနေဗျာနော် ကဲဒါဆိုကျွန်တော်နောက်တဲ့တစ်ပင်ကလည်းအဲ့ဒီလိုပဲเนาะ9ရက်1ရက်9ရက်ပေါ့เนาะကျွန်တော်3ညပေါ့เนาะ3ညရဲ့ပါဝါကကျွန်တော်မိတ်ဆွေတွေအားလုံးပဲ9ပေါ့เนาะ sorry ပြန်เนาะ9ဆိုတော့ကျွန်တော်တို့9တလုံးပိုင်းဆိုပြီးတော့ဆင်းနေပေါ့ဗျာเนาะ90လေးဆိုပြီးတော့ဆင်းနေပေါ့ဗျာเนาะကဲဟုတ်ပြီဒါဆိုကျွန်တော်နောက်တဲ့တစ်ပင်ကလည်းဒီလိုပဲကျွန်တော်မနေ့ပြန်12နာရီ2မိနစ်ဈေးမှာဆင်းမယ်ဆိုလို့ရှိရင်ရှင့်ရဲ့ လေးရဲ့လေးရဲ့ပေါင်းတော့ရှစ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တွေရှစ်ရဲ့ပေါင်းကက3နဲ့3တလုံးပိုင်းဆိုပြီးတော့ဆင်းနေပြန်နော်ခင်ဗျာဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာကျတော့1 9 1ငင်းကို2တလုံးပိုင်းနဲ့ကျွန်တော်2 9လို့ဆင်းထားတယ်ဒီမှာ3ည3 1ငင်းကို3တလုံးပိုင်းနဲ့38ဆိုပြီးဆင်းတယ်3 1ငင်းကို1တလုံးပိုင်းနဲ့81ဆိုပြီးဆင်းတယ်59 1ငင်းကို9တလုံးပိုင်းနဲ့54ဆိုပြီးဆင်းတယ်ဒီမှာစီကျွန်တော်တို့က3ည3 1ငင်းကို3တလုံးပိုင်းနဲ့ကို ကျွန်တော်ရဲ့မိတ်ဆွေကြီးအားလုံးကိုဗရိတ်ဆိုက်ကလေးတစ်ချက်ပြရမယ်နော်ကြိုင်နှစ်တန်တနင်္လာနေ့မှာတပွဲကောင်းလေးဆော့ရမယ်နော်ကျွန်တော်ရဲ့မိတ်ဆွေကြီးအားလုံးပဲကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ရဲ့ဗရိတ်ဆိုက်ကလေးတစ်ချက်ကြည့်မယ်နော် ဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗရိတ်ဆိုင်ကလေးတစ်ချက်ကြည့်မယ်နော် ကဲဒါဆိုတော့ကျွန်တော်တို့ဗရိတ်ဆိုင်ကလေးတစ်ချက်ကြည့်မယ်เนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဗရိတ်ဆိုင်ကလေးကဘလို့ဆင်းလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့တွေကဲအားလုံးပဲကျွန်တော်တို့ဒီက6ရဲ့3ညရဲ့ဘောင်းတော့ဗာရမလဲဆိုတော့6ပေါ့เนาะ6ပေါ့เนาะကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ6ရဲ့3ညရဲ့ဘောင်းတော့ကျွန်တော်တို့6ပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့က ကျွန်တော်ဟိုဘက်လိုပဲเนาะ6ရဲ့3ညရဲ့ပေါင်းတော့6ပေါ့เนาะအဲ့ဒီမှာ6ရဲ့ပါဝါကကျွန်တော်တို့တ6ရဲ့နက်ခတ်ကကျောင်းမိတ်ဆွေတွေအလုံးမဲ့9ဆိုတော့တဲ့ကျွန်တော်တို့အဲ့ဒါကကျွန်တော်တို့ဗရိတ်ပေါ့เนาะမဗရိတ်လို့ရေးထားရယ်เนาะကဲဒါဆိုတော့ကျွန်တော်တို့9ဗရိတ်ပေါ့เนาะကျွန်တော်မိတ်ဆွေများအလုံးမဲ့ဒါဆိုတော့ကျွန်တော်တို့ဒီမှာ29ဆိုတော့ကျွန်တော်တို့1ဗရိတ်စင်တာပေါ့ဗျာเนาะ ဟဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီမှာနောက်တဲ့တစ်ပတ်မှာလည်းအဲ့ဒီလိုပဲเนาะ2ရ6ရပုံတော့ကျွန်တော်တို့8ပုံเนาะ8ရပါဝါက3 8ရနှစ်ခက်ကကျွန်တော်တို့တစ်ဖြစ်လို့တဲ့အဲ့ဒီမှာကျွန်တော်မိတ်ဆွေများအလုံးမင်းတစ်3ဝပရိတ်ဟဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီမှာပါဆင်းလဲဆိုတော့38ဆိုတော့တစ်ပရိတ်ဆင်းတာပေါ့ဗျာเนาะအဲ3ရ3ညရပုံတော့ဗာရမလဲဆိုတော့ကျွန်တော်3ပုံเนาะ အဲ့မှာ3ရက်ပါဝါကကျွန်တော်ရှင်းပြလို့တဲ့3ရက်နှစ်ခတ်ကကျွန်မိတ်ဆွေတွေအားလုံးပဲ9ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့85ဆိုတဲ့ပရိတ်က87ဆိုတော့ကျွန်မိတ်ဆွေအားလုံးပဲ10ပရိတ်စင်းတာပေါ့ဗျာနော်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တဲ့တပင်ကလည်းအဲ့ဒီလိုပဲเนาะခွန်ရယ်၉ရယ်ပေါ့เนาะဗာရမလဲဆိုတော့၆ပေါ့เนาะ၆ရယ်ပါဝါကကျွန်တော်တို့၁၂၃၄၄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 ၄ 6ရဲ့နှက်ခက်က9တဲ့အဲ့မှာ1 9ဆိုတာဗရိတ်ပေါ့နော်ခဲဒါဆိုတော့54ဆိုတော့ကျောင်းမိတ်ဆွေများအားလုံးပဲ9ဗရိတ်ဆင်းနေပေါ့ဗျာနော်ခဲဟုတ်ပြီဒါဆိုတော့ကျောင်းမိတ်ဆွေတွေအားလုံးပဲမနှက်ဖြန့်ကျောင်းတို့စင်းရဲ့17လ2025မှာဆင်းအောင်မယ်ဆိုလို့ရှိရင်ဗရိတ်က9ရဲ့တဲ့ရပေါ့နော်6ပေါ့နော်6ရဲ့ပါဝါကကျွန်တော်တို့တွေ1ပေါ့နော်6ရဲ့နှက်ခက်က9ဖြစ်လို့တဲ့1 9ဗရိတ်ကလေးရတယ်ပေါ့ဗျာနော် အဲ့ဒီဒီကိုဘိတ်ကိုတဲ့ကျွန်တော်မိတ်ဆွေများအလုံးမဲ့နောက်တဲ့ဗရိတ် site ကလေးလေးချက်ကျန်သေးတယ်ဗျတော့အဲ့ဒီဗရိတ် site ကလေးကိုလည်းတစ်ချက်ပြန်ပြီးတော့ခဏလေးညှိလိုက်အောင်နော်ကျွန်တော်တို့ကလုံးပိုင်းလေးနဲ့ဒီဗရိတ် site ကလေးနဲ့မနှက်ဖြန်ဘူးတကွက်ကောင်းလေးဆော့ကျင်တဲ့ကျွန်တော်မိတ်ဆွေများအလုံးမဲ့ဆော့လို့ရအောင်ပေါ့ဗျာနော် ဲဒါဆိုတော့ကျွန်တော်တို့ဒီဘက်မှာလည်းအဲ့ဒီလိုပဲပေါ့နော်ကဲဒီဘက်မှာကြောက်လဲကျွန်တော်တို့အဲ့ဒီလိုပဲပေါ့နော်တစ်ချက်ကြည့်မယ်နော်ကဲတော့ဆိုကျွန်တော်နှစ်ရယ်6ရယ်ပုံတော့ကျွန်တော်တို့ဒီနှစ်ရယ်6ရယ်ပုံတော့ဘာရမလဲဆိုတော့10ပုံနော်အဲ့ဒီမှာကျွန်တော်တို့ ရှေ့ရဲ့ပါဝါက3နဲ့ရှေ့ရဲ့နှက်ခက်ကကျွန်တော်တို့1ပေါ့နော်အဲဆိုလို့ရှိရင်ကျောင်းမိတ်ဆွေမြတ်အားလုံးပဲ3 1ပြိပေါ့နော်ဒီမှာကျောင်းမိတ်ဆွေတွေအားလုံးပဲပြိပေါ့နော်3တိပြိကိုဒီမှာက1ကိုပြိဒီမှာက3တိပြိဆိုတော့ကျောင်းမိတ်ဆွေမြတ်အားလုံးပဲ1ရဲ့1ရဲ့2ရောတဲ့1ပြိဆင်းနေပေါ့နော်အဲ့ဒီသဘောပေါ့ဗျာနော်6ရဲ့3ညရဲ့ဘောင်းတော့ဘာရမလဲဆိုတော့6ပေါ့နော်6ရဲ့ပါဝါက1 6ရဲ့အနက်ခက်က9ဖြစ်လို့တက်ကိုပရိတ်ပေါ့နော်တက်ကိုပရိတ်ဆိုတော့အကျောင်းမိတ်ဆွေအားလုံးမဲ3တက်ပရိတ်တက်ကိုပရိတ်ကို1ရက်1ရက်တူလို့3ရက်တက်ပရိတ်ဆင်းနေပေါ့နော်ဟေးဟုတ်ပြီဒါဆိုတော့နောက်တဲ့တစ်ပိုင်းကလည်း2ရက်9ရက်ပေါ့နော်1ပေါ့နော်1ရက်ပါဝါက6 1ရက်နက်ခက်8 60နဲ့မှ8ပရိတ်ပေါ့နော်8ပရိတ်8ပရိတ်တူလို့8ပရိတ်ဆင်းနေပေါ့နော်9 1 ကဲဒါဆိုလို့ရှိရင်ညောင်မိတ်ဆွေတွေအားလုံးပဲဒီမှာက3ရင်1ရေပုံတော့4ပုံเนาะ4ရေပါဝါကကျွန်တော်တို့4ရေနှခနှစ်ဖြစ်လို့တဲ့62ပရိတ်ကို19ပရိတ်နဲ့ကျွန်တော်မိတ်ဆွေများအားလုံးပဲ9ရေ9ရေတူလို့9ပရိတ်10နဲ့เนาะ54လာပြီးကျွန်တော်တို့ဒီမနက်ဖြန်7:00နာရီ10မိနစ်စီအတွက်ခွန်ရင်1ရေပုံတော့ကျွန်တော်တို့10ပုံเนาะ ရှေ့ရဲ့ပါဝါက3ရှေ့ရဲ့နှက်ခက်1 Okay ဒါဆိုတော့ကျွန်တော်တို့ကဒီမှာဒီ19ပရိတ်19ပရိတ်3ပရိတ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ3တလုံးပိုင်းနဲ့ကိုစောရမှာနော် Okay ဟုတ်ပြီတော့19ပရိတ်3 3ပရိတ်ကိုကျွန်တော်တို့3တလုံးပိုင်းနဲ့ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ 38ကကျွန်တော်တို့ဒီမိုင်းကနန်းလေးပေါ့နော်အဲ့ဒီကနန်းလေးကိုတော့ကျွန်တော်အကြိုက်ဆုံးမဲ့ပေါ့ဗျာနော်31ပြီးတော့30နဲ့မှ6အဲပြီးတော့30ပေါ့နော်3ညာနဲ့ဆိုလို့ရှိရင်ကဲအားလုံးမကျွန်တော်မိတ်ဆွေတွေအားလုံးမကျွန်တော်တို့ဒီမနေ့ပြန်10ရက်17လ2025 12တမိနှစ်မှာအကြိုက်ဆုံးမိုင်းကနန်းဒီ38ကျန်နှစ်တန်ယူဆော့ပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ ကျွန်တော်အရင်ကနန်းလေးတွေကတော့36ရေအဲပြီးတော့ကျွန်တော်90ပေါ့နော်ကိုဗရိန်းနဲ့လာမယ်ဆိုလို့ရှိရင်တော့နော်ကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်ကနန်းလေးရောဒီလေးကွက်ပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေအားလုံးကြိုက်နှစ်တန်ယူဆော့ပေါ့ဗျာနော်မိန်းကနန်းလေးရောကျွန်တော်တို့ဒီ30နဲ့မှ8ဆိုတဲ့မိန်းကနန်းလေးကိုအကြိုက်ဆုံးပဲပေါ့နော်၃ပိုင်းနဲ့ဆိုတော့ dividend dividend 2နေတော့ dividend ညာကြမှာเนาะโอเคအားလုံးဆင်ပြေကြပါသေးဗျာเนาะ